ကိုးစားတာကအာရှတဲ့နေရာတော်တော်များများမှာရောနိုင်ငံတကာမှာတော်တော်လေးပြန့်နှံ့နေပြီဖြစ်ပါတယ်။ခမန်းချေအဖြစ်ပြောရမယ်ဆိုရင်တော့ကဘာပေါ်ကလူသားပေါင်းများစွာကကိုးစားတဲ့အလီအထောက်တော်တော်လေးအချင်းဖြစ်နေကြပြီဖြစ်ပါတယ်။ကဖင်းအရက်နဲ့နီကိုတင်းပြီးရင်ကိုန်ကစရုပ်ရမြောက်အစောလက်စီသုံးသောအရာဖြစ်ရက်တည်နေပါဗျ ကိုးစားတဲ့ဇွဲနေရာမှာလည်းကိုးရွက်ကြောက်ထက်ကိုးသီးကြောက်ဘေးထွက်ဆိုးကျိုးတွေကပိုခံစားရတာများပါတယ်။ဒါကြောင့်ဒီမျိုးလေးထဲမှာတော့ကိုးစားခြင်းကြောက် ထိခိုက်လာနိုင်တဲ့ကျန်းမာရေးဆိုးကျိုးတွေကဘာလဲဆိုတာပြပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။မျိုးလေးမစားခင်မှာ channel လေးကို subscribe လုပ်အပ်တယ် subscribe လုပ်ပြီးတော့ဘေးနာ notification လေးလည်းဆက်ပြီးပါအောင်နော်။ကိုဒီမှာပါတဲ့ဓာတုမီတာဓာတ်တွေကအုံနောက်နဲ့ပြမအာယုံကျော်ရဲ့အခြားအစိပ်ပိုင်းတွေကိုထိခိုက်စေနိုင်ပါတယ်။ ပထမဆုံးအနေနဲ့ပြောရရင်တော့မြင်သာတဲ့ကိုစားခြင်းစူဂျူတကူကသွားတွေကိုအကြောင်ပြောင်းစေတာနဲ့ကုန်းတိကြောင့်လက်တွေမှာအယောင်ဆုံးတာတွေပဲဖြစ်ပါတယ်။နောက်ချက်ကတော့ကုန်းစားတာကဆေးရွက်ကြီးတွေမက်ဂနီဆီယမ်တွေမပါဝင်တော့မှပဲအစာရည်မျိုးကင်ဆာဖြစ်နိုင်ပါတယ်။ကိုတိမှာပါတဲ့အင်ဂါလိုက်နဲ့ပိုလီဖီနောတွေကကင်ဆာရောဂါကိုဖြစ်စေနိုင်တာပဲဖြစ်ပါတယ်။ကိုစားရမြားတဲ့အခါခရိုမိုဆုံးတွေပုံမှန်မဟုတ်တော့တဲ့အနေအထားဖြစ်နိုင်ခြင်းများလာပြီးတော့ဂရင်းကိစ္စဖြစ်နိုင်ခြင်းကိုလည်းပုံမှန်ထက်ပိုများစေပါတယ် ကိုးစားတဲ့အခါမှာထဲစားလေးရှိတယ်။ထုံးနဲ့ကုန်းသီးတွေပေါင်းစုသွားတဲ့အခါမှာလည်းဂရင်းကင်စာဖြစ်နိုင်ခြေကိုတိုးလာစေပါတယ်ရှင်။ကိုးစားတဲ့အခါမှာပါတဲ့ကုန်းသီးကတဖုံးတွေကိုထိခိုက်စေပြီးတော့ဂရင်းအနာတွေကိုဖြစ်စေပါတယ်။ကိုသီးကတဖုံးကျန်းမာရေကို ထိခိုက်စေနိုင်ပါတယ်နော်။ကိုသီးမှာပါတဲ့စိတ်တကြစီတဲ့ဓာတ်ကကဖိန်းနဲ့နီကိုတင်းတို့မှာပါတဲ့ဓာတ်တွေနဲ့တူပြီးတော့ဆွဲလန်းစေတတ်ပါတယ်။ကိုသီးစားလိုက်တဲ့အခါစိတ်တကြမှုနဲ့စွမ်းရည်ပြိုသွားတယ်လို့မျိုးခံစားလိုက်ရပြီးတော့ထက်ကထက်ကစားချင်စိတ်တွေဖြစ်လာနိုင်ပါတယ်။ ကုန်းစားတာကြောင့်စကားပြောဆွေးရမှာအခက်ကြုံတာအပူဒဏ်အေးဒဏ်နဲ့အရသာပြင်းတာတွေကိုခံနိုင်စွမ်းရောကြတာတွေးတိုးတာစိတ်ကနာမငြိမ်တာစိတ်ဆိုးလွယ်တာစိတ်မစီရနဲ့အာရုံစိုက်နိုင်စွမ်းတွေရော့နေလာတာကောင်းကောင်းအိပ်မပြေတာမျိုးတွေဖြစ်ပေါ်ခံစားနိုင်ပါတယ်စီရီဖြစ်တဲ့အခါမှာအသုံးပြုတဲ့ဆေးတွေကိုကိုယ်နဲ့ကိုယ်သီးစားသုံးတာကိုဖြစ်တဲ့နေရာမှာလည်းအသုံးပြုပေးလို့ရပါတယ်ရှင်။ကိုယ်စားတာကြောင့်ကျန်းမာရေးကိုထိခိုက်စေတဲ့အချက်တွေအများကြီးရှိပေမဲ့လည်းကိုယ်ဝါတာကြောင့်ရနိုင်တဲ့အကျိုးကျေးဇူးတွေတခုကိုလည်းပြပြပေးလိုက်ပါရစေ။ ကရင်ချောင်းနေမယ်ဆိုရင်ကုန်းဝလိုက်ပါနော်ကုန်းမှာပါတဲ့ကုန်းဒီကဒရွေးထွက်စီနေတာကြောင့်စီးစူတော့ဖြစ်တဲ့ကရင်ချောက်တော့ကိုလည်းတက်တာစီပါတယ်တပတ်ကိုတစ်ချိန်လောက်ပဲစားပေးတင်ပါရနော်ကုန်းကိုအကြကြီးငုံထားတာမျိုးအများကြီးစားတာတွေမျိုးကမကောင်းပါဘူးကိုသီးမှာပါတဲ့ဓာတ်ရုပ်ဓာတ်အချို့ကကိစားဖြစ်စင်နိုင်ပြီးတော့အချို့ကအစိမ့်ဖြစ်စေပါရယ်ကိုသီး၈ဂရမ်ကနေပြီးတော့၃၀ဂရမ်အထိစားသုံးမယ်ဆိုရင်တည်စီနိုင်ပါရယ်နော် ကိုးဝါတာကပါဇက်နှကန်းတွေကိုညီစေတဲ့အပြင်ဝမ်းတွေကိုလည်းအန္တရာယ်ပြောင်းစေပါတယ်။ကိုးစားရမှာပါတဲ့ကိုးသီးကအော်အန်နာဝမ်းလျှော့တာတဖုံးတွေမှာယောဂဖြစ်တာဓာတ်ရင်းအထွက်များတာရှင်ပတ်အောက်တာနှလုံးခုမမှန်တာသွေးပေါင်ကြတာအသက်ရှူနှုံနေတာအသက်ရှူနှုံမြန်တာရုတ်တရက်နှလုံးရက်တာကိုမာဝင်တာနဲ့တေဆုံတဲ့အထိဖြစ်တာမျိုးတွေကိုဖြစ်ပေါ်စေပါတယ်ရှင်။ကိုဝေဆောင်နေ노တိုင်းမိခွေတွေအနေနဲ့ကိုးနဲ့ကိုးလေးစားတာမျိုးတွေကိုမလုပ်သင့်ပါဘူး။ ကိစားဖြစ်တာနဲ့အစိတ်တော့ဖြစ်တာမျိုးတွေခံစားနိုင်ပါတယ်။ကိုင်းဒီကပင်မအယုံကျော်စနစ်ကိုထိခိုက်စေပြီးတော့ကိုင်းဆောင်တွေကိုအလျင်ရှိစေနိုင်ပါတယ်။ကိုယ်တိမပါတဲ့ဓာတုဓာတ်တွေကလိုးကနေတဆင့်ခလေးစီကိုရောသွားနိုင်ပြီးတော့ခလေးကိုလည်းထိခိုက်စေနိုင်ပါတယ်ရှင်။ပြီးတော့ကုန်းစားတာကပန်းနံရည်ကြောင့်ဝေဒနာကိုပိုဆိုးစေနိုင်ပါတယ်။ကိုင်းနဲ့ကုန်းတိကအတန်အသေးပမာဏတော့စားသုံးရင်ကျန်းမာရေးအတွက် ကောင်းကျိုးရနိုင်တယ်ဆိုပေမဲ့အလွန်အကျွံစားသုံးမယ်ဆိုရင်တော့ပြည့်ထန်တဲ့ဆိုးကျိုးတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။ 900နဲ့900ဒီကိုစားသုံးရတာနှစ်သက်တဲ့သူတွေအနေနဲ့လည်းချင်းချင်းပြီးစားသုံးပါလို့အကြံပေးလိုက်ပါရရှင်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါဦးနော်။